တို့ညာရဲ့ပြည်သူများအလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့ကျွန်တော်ရပ်ဖတ်ပေးမှာကတော့ဆရာတင်မောင်မြင့်ဘာသာပြန်ထားတဲ့တမ်မဏိလိပ်ပြဆိုတဲ့ဘာသာပြန်ဝတ်တူရဲ့အပိုင်းလေးဖြစ်ပါတယ်ခင်ဗျာခန်းစားနားဆင်ပေးကြပါအောင်ခင်ဗျာကေဒီဘင်ခါပြောင်းလဲမိုင် ကဲဒီဘသူ့ကိုမှလက်မထက်ဘူးလို့ကဲထားပါလေဒါပေမဲ့မင်းတို့တိတ်ကြက်တဲနေရဆိုတော့ကိုသိပါတယ်ကေတီရဲ့ကိုကူညီပြစေနော်မဖြစ်ဘူးမိုက်ကေတီကိုအားပြတ်တော့မလုပ်ပါနဲ့မင်းတိုနီတွေထဲမစင်းစားတော့ဘူးလားသူဘလောက်ကိုချစ်ရှာလဲမင်းအမြင်ပဲမမေ့တန်မာလာသည်ရှင်ကလေးကိုတမင်လာပြီးလက်ဆောင်ပစ္စည်းတွေနဲ့စီးယုံနေတာကိုအဲ့ဒါကို့အပြစ်လားကေတီရဲ့ ကလေးကတိတ်လိမ်ပါပါတယ်ခွာတို့လက်ထက်ရင်ပြဿနာပေါ်စရာအကြောင်းမရှိပါဘူးမင်းမယုံရင်သူ့ကိုမေးကြည့်လေအိုးဘာလို့မေးရမှာလဲကလေးနဲ့ဘာဆိုင်လဲသူ့ရှေးကိုကိုတွေးမပူရတော့ဘူးလားကီတီတော်ပါတော့မိုက်ရင်အဲ့ဒီကြောင်တွေမပြောကြပါစို့နဲ့တိုနီကိုကိုသွားခေါ်ပြီးပြန်လာခဲ့မယ်အန်ကင်မိုက်ထွက်သွားသည်မေမေရှက်ကြီးတငင်ကိုကြံရစ်သည်မေမေကိုတိတ်အောင်တိုနီဘာလို့ရမှာမသိဧကရကောတာ တုံးဝင်သွားသည်တိတ်ပါမမီရေမမီအလန်ကြားထရသည်ကြည်စံတပဲချိန်ကပြန်ရောက်နေတာလေစောစောကပဲမမီယော့မမီချိုကလက်စားလေအော်တားရေတားလေးရေမမီအန်ကမက်ကိုသဘောမကျဘူးလားဟင်ဟမ်တားမမီတို့ပြောတာတွေအားလုံးကြားတယ်ပေါ့ဟုတ်လားဟုတ်ကဲ့အန်ကမက်ကတားကိုခေါ်ဖို့သွားတာဟုတ်လားမမီ တားကိုမေးမယ်ပါဟုတ်လားတားနားမလဲဦးမေ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 တို့လက်ထက်ရင်လဲတားသူ့ကိုအန်ကင်မိုက်လိုပဲခေါ်မှာပဲအိုးမေမေတို့အဲ့ဒီကြောင်အင်းမေမေတရိယာပြီမဟုတ်ပါဘူးတားရင်အလကားပြောတာပါမေမေငိုတက်အောင်တားချောကလက်ပြတာဟုတ်လားတားတားလင်းမလိုက်တာကွယ်မေမေငိုတော့ဦးနော်မေမေငိုရင်တားစိတ်ညစ်တယ်မေမေနားမငိုတော့ဘူးနော်အန်ကင်မိုက်ကမေမေကိုလက်ထက်ချင်တယ်မေမေကလက်မခံဘူးကွယ် ဒါပေမဲ့သူကမမေတို့ပေါ်တိတ်ကောင်းတယ်လေ။ကြိုင်မမေတင်းခံနိုင်ပါမလားမသိဘူးသားရဲ့။ဒါပြင်လက်ထလိုက်ပေါ်မမေရ။မမေငိုပြန်သည်။မဖြစ်ဘူးသားမဖြစ်ဘူး။သားဘာမှမသိဘူး။သားသိအောင်လည်းမမေမပြောတတ်ဘူး။သားအချောင်းကိုပြန်ပြေး။သူမင်းရင်သားသဘောမတူဘူးလို့ပြောနော်။အိုးမမေကလည်းသားအကဲမက်ကိုသဘောကျနေတာပဲဟာ။ပြီးတော့စနေနေ့မှသားတို့လှိလောက်ထက်မလို့လေ။ အော်တားရေမမေကိုဒီတစ်ခုတ်ကူညီပါကွယ်နော်မမေမတရားမှန်းသိပါရဲဒါပေမဲ့မမေမှာတခြားနည်းလမ်းမရှိတော့လို့ပါတိုနီကြောင်းကိုတချိုးတည်းပြန်လက်ခဲ့သည်အကေမိုက်ကကြောင်းစင်းကိုစောင့်နေသည်ဟေးတိုနီအကေမိုက်ကထုံးစံအတိုင်းတွစ်တွေချင်းတိုနီကိုကင်မြောက်သည်မလုံးနဲ့အကေမိုက်ကျွန်တော်ကိုပြန်ချပေးအကေမိုက်မျက်နှာပြတ်သွားသည်ဟုတိုနီထင်လိုက်သည်ဘာဖြစ်လို့လဲယင်တိုနီမင်းနေမကောင်းလား ကောင်းပါတယ်။လာလေအန်ကယ်မိုက်အိမ်ပြန်ပို့ပေးမယ်။ဟင်းကျွန်တော်ဒီမှာကစားအောင်မယ်။မင်းကအန်ကယ်မိုက်ပြောစာတစ်ခုရှိလို့ကွ။တိုနီအားနာသွားသည်။တိတ်အားနာသွားသည်။ဒါပြင်သွားလေကျွန်တော်လိုက်ပါမယ်။ကားပေါ်ရင်အန်ကယ်မိုက်စကားဆသည်။စနေနေ့အတွက်အန်ကယ်မိုက်စီစဉ်ပြီးပြီကွ။ဂျုံလေးတစ်ဂျုံကိုတို့သွားပြီးပင်လယ်ဓားမြလုံတန်းကစားမယ်လေ။ပြောဖို့စကားလုံးတွေတိုနီလက်ချောင်းဝရင်တစ်စွန့်နေသည်မင်းဲကြိုးစားပြီးပြောလိုက်ရည် ကျွန်တော်မလိုက်ချင်တော့ဘူးအန်ကေမိုက်ဟင်ဘာဖြစ်လို့လဲကွာတွန်းနီမလိုက်ချင်လို့ဒါပြင်ရွှေရှင်ကြည့်မလားဒေါက်လက်ဖဲရင်ပင်ကပြနေတယ်ကွာတိတ်ကောင်းဆိုပဲသူတယောက်တည်းလူတရာစင်နဲ့ဓာချင်းရှင်ခုတ်တာတဲ့ဆရာဟင်အင်းကျွန်တော်မလိုက်ကြည့်ချင်ဘူးကားကိုအန်ကေမိုက်စပရစ်လန်နဲ့ချိုးဝင်လိုက်သည်အင်းတခုတော့ဖြစ်ပြီကဲအန်ကေမိုက်ကိုရှင်းရှင်းပြောကွာတွန်းနီ မင်းဘာမှကြင်မနဲ့ဖြစ်နေတာလဲအကယ်မိုက်ကျွန်တော်လိုချင်တာတွေဝယ်ပေးနေတာမမေ့စီလာခြင်းလို့မဟုတ်လားအကယ်မိုက်ကအေးအမလက်ချောင်းကြီးများဖြင့်တိုနီလက်မောက်ကိုလှမ်းဆုပ်လိုက်သည်ဒီမတိုနီမင်းအကယ်မိုက်ရဲ့သားဖြစ်လာရင်အကယ်မိုက်ပိုးလို့တောင်ချစ်ရအောင်မလီဟင်းကျွန်တော်ခမရသားမလုပ်နိုင်ဘူးမဖြစ်နိုင်ဘူးမဖြစ်နိုင်ဘူးအကယ်မိုက်ဤမျက်နှာနေနေကြီးမဲသွားသည်အိမ်ရောက်တော့မမီကြုံနေသည် ။အငယ်မိုက်ကမမေကိုနှုတ်ဆက်ရင်းဒီလိုဖြစ်လိမ့်မယ်လို့ကိုလုံးဝမမျှော်လင့်ဘူးကေတီ။ခါခါတိတိညင်းတယ်ကွာ။ဟုတ်။ညင်းညင်ညူပြောပြီးကားမောင်းထွက်သွားသည်။မမေက တိုနီကိုပွေ့ပြီးမမေကိုခွန့်လွှတ်ပါသားရဲ့။မမေဒီတခါတတ်သိနေသွားလို့တယောက်တည်းခံစားရမယ့်အစားဒါပါစိတ်ထိတ်ခိုက်ရတယ်။1929ခုနှစ်တွင်မှာကီတီတွေ့ပင်မဆိုးနှစ်များဖြစ်သည တော်တော်တိုနီမမေကလေခွက်ချီကြံလမ်းမလဲဒီမိမမျိုးဖီလာဒဲဖီးယားတိုင်ဝမ်တွင် ရောက်တည်နေရမှရှော့မကြအောင်ကုတ်ကက်ဖက်တွေထားသည်ဤသို့လှုပ်ဆောင်ရာတွင်အောင်မြင်သည်ကြီးဖြစ်သည်အတန်အသင့်ဝင်ဝင်ကောင်းသည့်လုံများကိုတစ်ခုပြီးတစ်ခုလက်ခံသည်လူမှုရေးအဖွဲ့အစည်းများတွင်အားသက်တရောပါဝင်လှူရှာသည်တော်တော်ဥက္ကဋ္ဌလိုတွေးရင်မှုလိုတရားလိုမျိုးကိုတကားမှမရကံလျော်စွာတုန်ိအတွက်ចောင်းလာကလွញငင်းခွင့်ရသည်အဖိုးလိုသူကဌာနမှုဖြစ်နေ၍ ခမဲ့ပညာသင်ကြားခွင့်ရခြင်းပင် Mrs. Davis Lawrence တရားပြည်တွင်းနိုင်ငံ၌ကွယ်လွန်သွားကြောင်းသတင်းရသည် Philadelphia သတင်းစာများက Mrs. Lawrence ၏နာယီသတင်းကိုသခန်းတနာဖော်ပြကြသည်တန်းနှင့်ချီ၍ကြံခဲ့သည့်ပစ္စည်းဥစ္စာများကိုလည်း KT တို့တားမိရလိမ့်မည်ဟုထင်ကြီးပေးရေးသားကြသည်ဤတွင် KT ပါဝင်လှူရှားနေသည့်လူမှုရေးဖွဲ့စည်းများကယာရုကြီးတွေတင်ထိုးပေးကြသည် Tony Lawrence တည်းလဲ Franklin Gary တွင်အားလုံး၏အာယုံဆူဆက်ရာဖြစ်လာသည် တို့တော်ရေပွင့်ပမာမြတာပြင်သစ်မှနောက်ထပ်ရရှိလာသည့်ဖွားကြီးဒေတန်းစာကြီးနှက်များကြောင့်ဖြစ်တည်တန်းစာတွင်ဒေါ်လာ18တန်းလုံးလုံးအစိုးရသူလွှင့်ပစ်ခဲ့သည်၎င်း၏ရေမောင်းသမားဘလက်ဆိုးကိုဒေါ်လာ2000နှင့်အစည်းကံများကိုအနှဲငယ်စီခွဲဝေပေးခဲ့သည်တို့တော်ချွေးမနေမြေတွေတပြားချက်မှန်မတာဒီတွက်ကီတီကိုဂရုဏာတက်ကြသည်ဒီလိုဂရုဏာတက်ကြသည့်ထဲတွင် Mrs White လည်းပါ၏ Mrs White မှာကလေးနှောင်းနှင့်ဂျန်ရစ်သည့်ဆရာဝန်ကတော်မှဆိုးမှဖြစ်သည် ဤတွင်ကေတီနှင့်မစ္စစ်ဝိုက်တို့ဘဝတူမျိုးသမီးနှင့်ပေါင်းပြီးအကတနန်းဖွင့်ပြကြသည်မစ္စစ်ဝီလျံဒီဝစ်လော်ရန့်စ်နှင့်မစ္စစ်ဝိုက်တို့၏အကတနန်းဖွင့်ပြီးတောက်ကြာနေတိုင်းစတက်ဖို့ဒ်ဟိုတယ်တွင်တနန်းပေးမည်ကျောင်းသားဦးရေကန့်သက်လက်ခံမည်တယောက်ကိုဒေါ်လာ200ဖြင့်တနန်းသားတွေအများကြီးရလာသည်1928ခုနှစ်နိုဝင်ဘာလတွင်မိတ်ကလေး60တယောက်နှင့်ယောက်ျားလေး49ယောက်ထိရှိလာသည် တို့နေကလက္ခဏာတွေဖြင့်တက်ခွင့်ရသည်ဖီလာဒဲဖီးယားမြို့လယ်ရှိတိုနီလော်ရန့်စ်တို့၏ Franklin Academy ထက်တန်းကျောင်းအဆောက်အဦတိုက်ဝကြီးကိုကျောင်းအချို့ရေးဖွဲ့ကရောင်းပစ်လိုက်ပြီးမြို့စွန်ရက်ွက်ဖြစ်သည့် Wine Wood ဒေသတွင်နောက်ထပ်အဆောက်အဦတစ်ခုဝယ်၍ကျောင်းကိုပြောင်းရွှေ့ဖွင့်လှစ်ခဲ့သည်အချိန်မှာ1924ခုနှစ်ဖြစ်သည်ကျောင်းသစ်ဆောင်မှာ1890ခုနှစ်တဝိုက်ကဆောက်လုပ်ခဲ့သည့်အရာမဒူကြီးတဲကြီးနှင့်ကြောက်တိုက်ကြီးဖြစ်သည် ထိုချင်းကခေတ်စားခဲ့သည့်ရဲတိုက်ကြီးများ၏ပုံစံတိုင်းဖြစ်သည်။ကြောင်မန်းကြီးတစ်ခုကိုထွန်းထုတ်ပြီးရဲတိုက်ကြီးတွင် ထုတ်လုပ်ထားသည်နှင့်တူနေ၏။အလဲခေပိသူကတက်ပညာအောက်မှယုံထွက်ဟန်လည်းပေါ်နေ၏။ယနေ့ခေတ်ကျောင်းသားလူငယ်များအတွက်မူပို၍ထူထမ်းခံခဲ့သည့်ကလေးထောင်ကြီးဟု၍ထင်မှတ်เสียဖြစ်နေသည်။ရင်သူ Franklin Kennedy ကိုမြင့်မြတ်ဖုံးရက်ွက်သူပြောင်းရွှေ့ဖွင့်လှစ်နိုင်ခဲ့ခြင်းတွေ့ចောင်းអុជោយីဖွဲ့သည်ពោយីអាចတ်លៀកရှိသည် လုံနီလုံဟန်များလည်းပုံမပြတ်သားလာသည်အသက်80ပြည့်တော်မီចောင်းဆရာကြီးလူတာဟေဝစ်နေအားငိမ့်စားပေးလိုက်ပြီးចောင်းအစ်စ်ကိုမိမိတို့ပညာရေးတိုက်ဝန်းမှလည်းမဟုတ်ဖီလာဒဲဖီးယားမြို့ကလည်းမဟုတ်သည်ဒေါက်တာလိုဝဲမက်ကလင်တစ်အားခန့်အပ်လိုက်သည်ဒေါက်တာမက်ကလင်တစ်မှာအသက်35နှစ်သာရှိသေးသည့်လူငယ်ចောင်းဆရာတစ်ယောက်ဖြစ်သည်တိုးတော်နယူးအင်္ဂလန်တွင်သွေးတရဲမှထင်ရှားကျော်စောလျက်ရှိလိမ့်မည်။ကျောင်းသစ်ဆောင်တို့ပြောင်းရှိဖွင့်လျာတွင် Franklin Kirby ကျောင်းအချို့ရေးဖွဲ့ကစနစ်ဟောင်းများအတွေးခေါ်ဟောင်းများကို Preborg ကသုံးဆောင်များနဲ့တူတိုက်ကျောင်းအုပ်ကြီးတွင်ထားပစ်ခဲ့သည်။သို့သောကျောင်းဆရာကြီးရုံးငယ်တွင် ခင်းသည့်ကော်သောဟောင်းကြီးကိုမူကျောင်းသစ်သို့သယ်ယူလာကြပြီးဒေါက်တာ McLean တီရုံးငယ်တွင်ခင်းထားပေသည်။ဒေါက်တာ McLean တီရုံးစားသည့်နေ့ကမိမိခန်းထဲရှိအရာမဝတ်တစ်ချစွဲကြီးရှိမှကော်သောဟောင်းကြီးကိုကြည့်ပြီးထိတ်တလန့်ဖြစ်သွားသည်။ မန်ဂုကွက်ဖို့ကောသောဟောင်းကြီးကြောင့်ရက်တည်မဲ့လျက်ရှိဘုတ်ဖွဲ့ဝင်ဒါရိုက်တာလူကြီးများ၏စေဝေးခန်းမတွေတွင်တန်ငါတဲ့အုတ်ထုပ်ဆုပ်တလုံးချိတ်ထားသည်နှင့်တူနေသည်ဒီအကြောင်းကိုဆရာကြီးကလက်တင်ထဏာမှုဖြစ်သည့်ဒေါက်တာဟယ်ရီချက်ဆန်အားမေးကြည့်သည်ဆရာကြီးကအတန်တုံတုံရင်ရင်ဖြင့်ကျွန်တော်သာကျောင်းအုပ်ဆိုရင်တော့ဒီကောသောဆုပ်ကြီးကိုဒီမှာမထားဘူးဆရာကြီးဟိုကျောင်းမှာတော့ကဆရာကြီးခေါ်တွေ့ရင်

ဤတွင်ဆရာကြီးလက်သက်ကကျောင်းသားများအားတယောက်ချင်းခေါ်တွေ့သည်ဆရာကြီးရုံငန်းထဲတွင်စိန်အောင်ကော်စောကြီးကိုတွေ့ရတော့သူတို့နေထိုင်ချက်သွားကြသည်ရာစုနှစ်တစ်ခုလုံးကျောင်းသားများ၏ခြေတော်အောက်တွင်အမှုတော်ထမ်းခဲ့ရသည်ကော်စောကြီးမှာအနားတွေဖော်လန်ကျင်းနေပြီဒီကော်စောကြီးပေါ်တွင်ရရင်ဟုတ်ကဲ့ဆရာကြီးဟုတ်ကဲ့ခမရမဟုတ်ဘူးခမရနဲ့ဆရာကြီးမေကိုတိုင်ခံဖြေကြရသည်1929ခုနှစ် တိုနီလော်ရန့်15နှစ်ပြည့်တဲ့နေ့တိုနီဒီဝတ်တချစွဲကြီးတစ်ဖက်ရှိကျောင်းဆရာကြီးနဲ့မျက်နှာချင်းဆိုင်၍ကော်စောဆော့ကြီးပေါ်တွင်ရက်နေသည်ဆရာကြီးကထိုင်ခွင့်မပေးဒီတော့ပြဿနာရှိပြီပေါ့အကြာကြီးရက်ခိုင်းသားသည်အဲတခုခုတော့တခုခုပဲတိုနီစိတ်ထဲတွင်စနုစနောင်းပြစ်စာပြုတ်လာပြီးမတိမတာပခုံးတွန့်လိုက်ပြစ်ရှာမိသူတယောက်ဒိုးလာခြင်းပဲဟုသာတိုနီကသဘောထားလိုက်သည် တစ်ခုပဲရှိသည်ဘာဖြစ်လို့ဆရာကြီးမစသေးပါလဲဆရာကြီးကြောင့်ကိုနှစ်တွေကြာမှဒွန်နီတဖြည်းဖြည်းနားလည်လာ၏ဆရာကြီးအမွေအရသည်စစ်ပြန်တယောက်နှင့်တူ၏ဆရာကြီးလောက်သည်များအချိန်အံကျဖြစ်နေတတ်သည်ကျောင်းသားတို့၏သဘောကိုနောကြည့်အောင်သိသည်ကျောင်းသားတယောက်ကိုမျက်ရည်တတ်တော့ကြအောင်လဲပြောနိုင်သည်အထိတ်တလန့်ဖြစ်အောင်လဲဟိဟောက်ကျိမ့်မောက်တတ်သည်စိတ်သက်သာရအောင်လဲဖြောင်းပြချုံမောက်တတ်သည်ဒိုနီစိတ်ထဲကလိုလိုသိနေပြီ။ အစာရင်ပခုံးတွန့်ပြီးဇုံတွင်ဒူးတဆက်ဆက်ဒုံချင်းဖြင့်ညီကုန်းချော့လိမ့်မည်ဟု၍ဆရာကြီးကသူ့ကိုတစ်ချက်မော်ကြည့်သည်ပြီးတော့ကလောင်တစ်ချောင်းဖြင့်ဆက်ကူကိုတစ်ချက်ချင်းနှင့်ချစ်နေတယ်လီဖုန်းတန်ခတ်တိုးတိုးမြည်လာသည် ကောက်ကင်ပြီးတံပြက်ဖြင့်ပြောသည်ဟုတ်တယ်နေပါစေနောက်မှတိုနီချစ်လုံးချတာရီကိုက်ခဲစားပြူလာပြီချွေးတွေလည်းရွှဲနေပြီစိတ်ထဲမှာလည်းပြောရစီရမြန်မြန်ပြောဗျာ ဘာမှန်းလည်းမသိဘူးဟုဒေါသဖြင့်တွေးနေ ပြောပါတော့ဆရာကြီးရဲ့ဟုလည်းအတန်မထွက်ပဲတောင်းမှန်နေနောက်ဆုံးတွင်မှဆရာကြီးကဆုံးလင်းကလထန်ကို နောက်သို့ပြစ်မိလိုက်ပြီးစကားဆသည်ကဲတူနီရှေးမစသေးပဲဈေးတံကိုဆွဲထုတ်သည်ဈေးရဲသို့ဖြည်းလေးစွာဈေးတစုံဖြည်သည်မိညိသည်ပြီးတော့အားပါတရာဖွာဆိုင်နေခန်းထဲတွင်တိတ်ဆိတ်သွားပြန်သည် တော်နီဖိုနှလုံးသွေးပြည့်ခြင်းစရာကောင်းသည့်တိတ်ဆိတ်မှုမျိုးမြင်ကွင်းမှာပြတ်ဆက်ဆန်နေအောင်ဖြစ်နေဆရာကြီးကတသက်အချိန်ယူစဉ်းစားနေခြင်းဖြစ်သည်တော်နီကဒီအကြောင်းကိုမသိဒေါက်တာမက်ကလင်တစ်သည်ဖီလာဒဲဖီးယားထားနှင့်ဖရန်ကလင်ကယ်မီထားကိုကြီးညက်နေပြီဖြစ်ကျောင်းသားတိုင်းနောက်ခံရာဇဝင်ကိုလည်းလေ့လာထားပြီဖြစ်တော်နီလော်ရန့်စ်လက်တင်ဌာနမှူးဒေါက်တာဂျက်ဆင်းမြေပညာသင်ဆိုရကျောင်းသား တိုနီနောက်ခံဘွားပကြီးကားချက်ကိုဆရာကြီးတိထားပြီးဖြီးဆရာကြီးကတိုနီကိုစိတ်ဝင်စားနေသည်တိုနီအဖွားကြီးအမေမာဂရက်အော်ဒိုနယ်မှာအိုင်ယာလန်သူရွေးချက်ကြီးမားသည့်အိုင်ယာလန်သူမကလေးဖြစ်ဖီလာဒဲဖီးယားသို့ရောက်လာ၏မာဂရက်သမီးမာရီမှာဒီတငယ်ဤအဖွားမာရီသည်ပညာအဆင့်မြန်မာရေးကိုဥလည်မတုံကြိုးစားခဲ့သည့်မိကလေးဖြစ်သည်အလွတ်ပညာသင်ကျောင်းတစ်ကျောင်းတွင်ဆရာမလောက်ရင်ဟယ်ရီဂျက်ဆန်နှင့်ဖူးစာဆောင်ခဲ့သည် ဂျက်ဆင်မီသားစုမှာနယူးဂျာဆီပြည်နယ်မှာဆွေကြီးမျိုးကြီးများဖြစ်သည်မာရီကိုလက်ထပ်လိုက်သည့်အတွက်ဟယ်ရီဂျက်ဆင်တယောက် Franklin Academy တွင်ကျောင်းအရာတွေကိုလက်လွတ်ရခြင်းဖြစ်သည်ဟုကောလာဟလဖြစ်ခဲ့သေးသည်မြေတော်ပင်ဖြစ်စေမာရီဂျက်ဆင်သည်ယောက်ျားလုပ်သူကို ပြောင်းထားနိုင်ခဲ့သည်သူတို့အိမ်တော်ကြီးဘွားသည်တာယာဆွပြေခဲ့သည်ဂျက်ဆင်စနီးမောင်နှံတွင် KT ဟုသည်တမိတယောက်သာထွန်းကားခဲ့သည် KT မှာတိုနီမိခင်ဖြစ်သည် ကေတီတီလွန်စွာချောမောလှပသည့်မိကလေးဖြစ်ကေတီလက်ထက်တွင်ကျောင်းကောင်းကောင်း၌နေနိုင်ပြီးထက်တန်းလွာတိုင်ဝမ်နှင့်လည်းဝန်ဆန်းခဲ့သည်ကေတီနှင့်လက်ထက်ဖြစ်သူမှာဝီလျံဒေးဝစ်လော်ရန့်စ်ဖြစ်လော်ရန့်စ်ကအမွေရီတန်းနှင့်ချီရမည်တထေးသားဖီလာဒဲဖီးယားထက်တန်းလော်ရန့်တည်ငြိမ်စွာခြေကျနေသူသို့သောတိုနီကလေးကိုမမွေးခင်ဝီလျံဒီလော်ရန့်စ်မှာကားမောက်တည်ဆုံသွားခဲ့သည်လော်ရန့်စ်၏အမေကဂေတီတို့တားမိကိုတပြားတစ်ချက်မှမပေးဘဲ ကန်ထုတ်ပြလိုက်တော့တားကလေးကို copy sprout land ရှိမိဘများအိမ်သို့ပြန်လာခဲ့သည်ဒုစင်ကဂေတီဖွားမှာတက်ရှင်နေစေကျမ်းမာနေစေဖြစ်အင်းအတော်တော့စိတ်ဝင်စားစရာကောင်းတဲ့ဝတ္ထုတစ်ပုဒ်ပဲဟုဆရာကြီးကအောက်မေ့နေဖီလာဒဲဖီးယားတိုင်ဝမ်ထဲတွင်အိုင်ယာလန်သူအိမ်စေမကလေးဘွားမှာ Mrs. William Dewitt Lawrence အလွာချက်ပေါင်းများစွာကိုကြော်ဖြတ်လာခဲ့သည့်မျိုးဆက်ပါကလားဒေါက်တာမက်ကလင်တစ်ကကြိတ်ပြုံးလိုက်သည် ဒီမျိုးသမီး၃ယောက်၏နောက်ဆုံးမျိုးဆက်သွေးတိုနီလော်ရင်စ်သည်သူ၏မျှော်လင့်ရာအားထားရတငယ်လေးသူတို့သုံးဦးစလုံးကထွက်ထိတ်သို့ရောက်စေခြင်းသည်တငယ်လေးဆရာကြီးကစေတံကိုနောက်ဆုံးတရှိုင်အားပါရဖရဖွာရှဲလိုက်သည်မိဂုံးမှုကြီးများကို ဖြတ်တန်းပြီးတိုနီကိုတစ်ချက်ကြည့်လိုက်ဒုတိယအကြိမ်စကားဆသည်ကဲတိုနီမင်းကိုဒီအချိန်နဲ့တွေ့ရတာဆရာစိတ်မကောင်းဘူးမင်းကိုဆရာကြီးတိတ်အထင်ကြီးခဲ့တာကွာ မင်းကိုဂုံပြူစကားဆိုဖို့သာဒီခန်းထဲကိုခေါ်ခြင်းနဲ့တော်နီဟုတ်ကဲ့ပါဆရာကြီးတော်နီကမပွင့်တပွင့်ပြောလိုက်သည်တို့ကျောင်းရဲ့ဆောင်မကိုမင်းရွတ်ပြစမ်းမအောင်ကွာတော်နီကလက်တင်ဘာသာဖြင့်ရွတ်ပြသည်အထိပယ်ကတော့ကွာကျမ်းမာသောကိုခန္ဓာတွင်သာကျမ်းမာသောစိတ်သက်သည် ဖြစ်တည်နိုင်၏လို့အထိပယ်ရပါတယ်ဆရာကြီးမှန်တယ်မင်းတန်းတင်ဆောင်မကြီးမှာသာလက်တင်ဘာသာကိုအဲ့ဒီလိုအပိုင်းဖြေနိုင်ရင် 38မှတ်တဲ့ပို့ရဖို့ရှိတာပေါ့တွန်းနီကျွန်တော်လက်တင်ဘာသာကြပြီတဲ့ဟုတ်ပါလားဆရာကြီးဆိုပါတော့ကွာမင်းကဘယ်နှဘာသာအောင်မယ်မှန်းထားလဲဒီကိစ္စကိုတွန်းနီကြိုတင်ပြီးစဉ်းစားထားခြင်းမရှိပါကြိုတင်စဉ်းစားရတာဟာစစ်ချမ်းတရားစကောင်းတဲ့ကိစ္စမျိုးမဟုတ်ပါခုမှတွေးပြီးလန့်သွားမိသည်တဘာသာနှဘာသာတော့ကြမလားမသိဘူးဆရာကြီးတဘာသာမှမအောင်ဘူးတွန်းနီဆရာကြီးညင်သာစွာဆိုသည် ဟိုက်ဘာသာတိုင်းကြားတယ်ဆိုပါလားပြုံးစားကြီးကြားလိုက်ရတော့ဘာလို့ရမှန်းမသိဖြစ်သွား၏ကျမ်းမာသောခန္ဓာကိုယ်ရင်သာ ကျမ်းမာသောစိတ်သက်သည်ဖြစ်တည်နိုင်၏တဲ့ဟုတ်စားဆိုတော့မင်းကျမ်းမာရေးကောင်းကောင်းမလုပ်ဘူးထင်တယ်ဟုတ်ကဲ့ဆရာကြီးမလုပ်ဖြစ်ပါဘူးကျန့်ခိုင်ရေးဆိုလို့ဒီနေ့မင်းဘယ်အသင်းမှာပါလဲတုန်နီဘာဖြစ်လို့များဒီမိကုန်းကိုထုတ်မေးနေတာပါလဲဘယ်အသင်းကမှသူ့ကိုမတုံချောင်ဆရာကြီးသိပြီဖြစ်ပြီ မနစ်ကစပြီးဒုက္ခနာကိုတမျိုးတစ်ပုံဖြစ်လာသည်ဂလန်ကလားကြီးဖြစ်လာ၏ဟန်ချက်မညီဖြစ်လာ၏ပြီးခဲ့သည့်ဆောင်းနှင်းကစပြီးအမြင့်ခုံဆန်ခြင်းကကျလာ၏နယံကိုကျိုးဆွဲတက်ရသည့်တနန်းတွင်နောက်ပိတ်ခွေဖြစ်ခဲ့ရသည်တခြားចောင်းသားတွေလောကနဲ့လောကနဲ့တက်ချိန်တွင်တိုနီတယောက်လေထဲမှတွလွတ်တွဲလောင်းဖြစ်နေစေကျွန်တော်တက်လက်တန်းကိုမတွိုးနိုင်သေးပါဘူးဆရာကြီးငယ်တန်းအဖွဲ့လည်းရှိသားပဲကွာဘာလဲမင်းကတိတ်ငယ်တယ်ထင်တော့လားအဲဟုတ် ဟုတ်ပါဘူးဆရာကြီးအားစားခွင့်နဲ့မှဒီနေ့မင်းရဲ့လှူအားပေးနိုင်ပါဘလို့ရှိလဲတွင်မရှိပါဘူးဆရာကြီးဒေါက်တာမက်ကလင်တစ်ကကလတ်ထိုင်နောက်သူမိလိုက်ပြန်သည်နောက်နှစ်ပေါင်းများစွာကြာမှဒီနေ့တန်ဖိုးကိုတွင်သဘောပေါက်၏လူပြောပေါ်ဝင်စားတွေ့ဝေရရင်မှုကိုတက်မှတ်ရကောင်းမှန်သိလာတော့နေဟိုဒီချက်ကိုတက်မှတ်ရကောင်းမှန်သိလာတော့နေ ဆရာကြီးတို့ဟာပညာသင်ဆွေးရကျောင်းသားတွေကိုတိတ်အားကိုးတဲ့တွန်းနီဒါပေမဲ့မင်းကတော့ကျောင်းရဲ့ဂုံသိခါကိုအိုးမဲတုတ်လိုက်တာနဲ့ဘာမှမထူဘူးဒီအဆက်ဆက်ကျောင်းနိုင်ကြီးကငါ့အတွက်ဘာများအသုံးဝင်တယ်လဲဟု တွေးလိုက်မိသည်စိတ်မပါလက်မပါဖြင့်ပြန်ပြေးလိုက်သည်ဟုတ်ကဲ့ဆရာကြီးဒီကျောင်းရဲ့ဌာနမှုတွေထဲမှာတမမဏိအရှိဆုံးနဲ့အတော်ဆုံးဟာမင်းရဲ့အဖိုးပဲတွန်းနီမင်းအတွက်သူတော်တော်စိတ်ထိတ်ခိုက်မှာပဲအဖိုးကတော့လေးနဲ့ထက်မတွန်းမီ ကျောင်းမရောအိမ်မှာပါကိုင်း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 နဲ့တောက်တောက်လျှောက်သွားနေတတ်ပြီးလက်တင်စကားတွေကြမ်းကြမ်းကျဉ်ကျဉ်ပြောတတ်သည့်ဖိုးကြီးတယောက်ဖြစ်ပြန်လာမြည်ဟုတ်ကဲ့ဆရာကြီးဖိုးကတော့စိတ်ကောင်းမှမဟုတ်ဘူးခမမင်းအနေနဲ့လဲစိတ်မကောင်းစရာပါလေအပေါင်းအသင်းတွေကတန်းတက်သွားပြီးမင်းကကြမ်းရစ်ခဲ့တော့မှာကိုအပေါင်းအသင်းတွေတဲ့ဘာအပေါင်းအသင်းလဲဆရာကြီးရေးစရာပြောနေတာများလားအင်းကြမ်းရစ်တော့မယ်ဆိုလို့တန်းချင်းသာကွဲသွားမှာမဟုတ်ဘူးနော် ကျောင်းမှာကွဲသွားလိမ့်မယ်။မင်းကပညာသင်ဆုရကျောင်းသားဆိုတော့ဒီကျောင်းကထွက်ရဖို့အလားအလာရှိနေတယ်တိုနီ။ခုမှတိုနီလန်နေချာဖြစ်တော်သည်။ခမညာကျွန်တော်ကျောင်းထွက်ရမယ်ဟုတ်လားဆရာကြီး။ဒါဖြင့်ကျွန်တော်ဘယ်ကျောင်းမှာဆက်နေရမလဲခမညာ။စံပြထက်တန်းကျောင်းရှိတာပဲ။မင်းတို့အိမ်နဲ့လည်းနီးတယ်လေ။လူတွေပြောနေကြသလားအဲ့ဒီကျောင်းကမစိုးပါဘူးကွာ။ဆရာတော့သဘောကျပါတယ်။တိုနီမျက်မှောင်ကုပ်လိုက်သည်။ ဒေါက်တာမက်ကလင်တစ်ဘာရီပြောနေပါလေစံပြလောက်ဆုတ်ချသည့်ကြောင်းလောကရင်ရှိမည်မထင်ကျွန်တော်အဲ့ဒီကြောင်းတော့မတက်ချင်ဘူးဆရာကြီးအင်းဘယ်တက်ချင်မှမလဲလीဆရာထင်ပါတယ်ဆရာကြီးကခဏတွေ့စဉ်းစားပြီးမှညင်သာစွာဆက်ပြောသည်မင်းမသွားခြင်းတလို့မင်းရဲ့အမေကလည်းသွားစေခြင်းမဲမထင်ပါဘူးမင်းအမေကမင်းကိုတိတ်ပြီးထွန်းထွန်းပေါက်ပေါက်ဖြစ်စေချင်တာတော်နီဒါကြောင့်လဲသူလှုပ်ကြွကြွဆဆဆလှုပ်နေတာ ကတီတီတူရောက်နေခဲ့သည့်လူမှုရေးလောအောက်သို့ပြန်လျှောကြမသွားအောင်ရုန်းကန်လှရှားနေခြင်းဖြစ်ကြောင်းဆရာကြီးသဘောပေါက်ထား၏တတ်တတ်ကျဆင်ပြောမှုသည်ကိုမှတ်မိနေသည်တိုနီကလေးငငယ်ကကတီတီရောက်မင်္ဂလာလက်ဖွဲ့ပစ္စည်းများ ထုတ်လုပ်ရောင်းချခဲ့မှုသည်ဆို၏ Mrs. William Dewitt မြည်ဖြင့်ထုတ်လုပ်ရောင်းချခြင်းဖြစ်၍လုပ်ငန်းမှာတုတ်တက်အောင်မြင်ခဲ့သည်တော်တော်ဒီနာမီကိုတုံးရစီပွားရှာခြင်းကိုဖီလာဒဲဖီးယားတိုင်ဝမ်ကလက်မခံသဖြင့်လုပ်ငန်းကိုရပ်ဆိုင်းလိုက်ရသည် တို့တော့ဝင်ဝေကောင်းနေသည့်လုပ်တစ်ခုကိုကီတီအမြဲရနေလေးရှိသမွေလုပ်ငန်းတွေကိုတစ်ဖက်မှာလုပ်ရင်းစန်းရတင်တန်းဖွင့်ခြင်းမျိုးအကတင်တန်းဖွင့်ခြင်းမျိုးဖြစ်လဲငွေရှာ၏တိုနီမေဘာကြောင့်နော့အိမ်တော်မပြူချောင်းကိုဆရာကြီးကတွေးနေသည်မိုက်ကာလာဟန်ကြီးမှာကီတီခြေဖွားအောက်ကဖုံဖုံကလေးများကိုပင်မျက်နှိုးသူဖြစ်သည်ဟုပြောကြ၏ကီတီမြတ်တာပန်းကိုစုခုကွင်ရနှုတ်ဖြင့်နှစ်ရှည်လာများစောင့်စားငန်းလင့်ခဲ့သည်ဟုလည်းကြားပွေ၏မိုက်ကာလာဟန်မှာအောင်မြင်နေသည့်ကန်ထရိုက်တာတူဖြစ်တော်လဲ ဖရန်ကလင်ကမီကျောင်းဆောင်ဖိုးကြီး၏သားမြတ်သားဖြစ်သည်။ထို့ကြောင့်သားကလေး၏ရှေ့ရေးကိုငဲ့ပြီးကေတီညင်းပြလိုက်ခြင်းဖြစ်မည်။ဒေါက်တာမက်ကလင်တစ်ကဆေးရံမှထွက်နေသည့်မိဂိုများကြားမှတိုနီကိုကဲခတ်နေသည်။တိုနီမျက်နှာမှအကြောတွေလှုပ်ရှားနေကြ၏။သူကိစ္စတွေကိုအမေအားဆွဲသွင်းလာခြင်းတွင်မကြင်မနက်ဖြစ်နေ၏။ဟုတ်ကဲ့ဆရာကြီး။မိမေအားလှုပ်တွေကိုကြွကြွဆဆဆလှုပ်နေပါရဲ့။ဆရာနဲ့သူနှစ်ခါလောက်ဆုံပြတဲ့တိုနီ။ ဲ့ဒီတော့ကမင်းရဲ့ကောင်းတဲ့တွေကိုဆရာပေးနိုင်ခဲ့တယ်။သူ့မျက်လုံးတွေအယောင်တစ်ဖက်ဖက်တောက်နေတာပဲ။မင်းတို့သူတိတ်ကုံယူနေတာတော့နီ။ခုတော့မိမိတွေမမေကီတီဂုံယူနိုင်တော့ပြီ။နောက်နေလဲတားအတွက်ဂုံယူခွင့်ကြုံမအောင်လေလားဟုတော်နီတွေးကြည့်နေ။ပက်ကီကြောင့်မစင်းစားခြင်း။သို့တော်မိမိကြောင့်တွေးလိုက်တိုင်းလဲပက်ကီကိုသတိရနေ။သတိရခြင်းစရာကောင်းသည့်ဖြစ်ပျက်တော့မဟုတ်။ ဘက်ကီကမမေကတန်တန်းတွင်တက်နေသောရုပ်ဆူဆူចောင်းသူသူတော်နေ့ကိုအဲ့ဒီအကင်တို့အဖွဲ့ကထွက်ရမည်ဒီဖက်ကိုပြက်အောင်လုပ်ပေးရမည်ကိုတင်းကျပ်တောင်းဆိုသည်တော်နေ့တွေ့ဒီဖွဲ့ဝင်ဖြစ်ဖို့ကလွယ်သည်မဟုတ်အားကစားတွေမထွန်းကားခြင်းအပေါင်းသင်းနေခြင်းနဲ့အဖိုးလို့သူကចောင်းတွင်ထဏာဖို့ဖြစ်နေခြင်းများကြောင့်မလွယ်ခြင်းဖြစ်သည်သူတို့ဖွဲ့မှာကြိတ်ဝိုင်းကလေးဖြစ်မှစားခဲ့ခြင်းဖြစ်သည်စားဖွဲ့စဉ်ကအသင်းသား၈ယောက်သာရှိခဲ့သည် အကတင်ငယ်တွေမတိမတာလက်ထွက်ပြီးအသုံးမပြုဘဲထားသည့်အခန်းလူကြီးတစ်ခုထဲတွင်စုကဖဲရိုက်ကြသည်။စကားပြောသည်မူရစ်စေဝါအနေချင်းတုံးကြသည်။ဤတွင်ကောင်မလေးတွေတွဲကစရာပေါ်ရှားလာ၏။သူတို့ချီလန်းတွေကိုပထမဆုံးကဲခတ်မိသူကဘက်ကီ။ငကူကမှဘက်ကီကို တွဲကျင်သူရှားရသည်ထဲယခုတော့ဘက်ကီခမအတွဲနှင့်ကားရသည်ဟု၏ပင်မရှိတလောက်ဖြစ်လာသည်။မခံမရနိုင်ဖြစ်လာသည့်တနေ့တွင်တိုနီတယောက်ထဲကိုခေါ်ထုတ်ပြီးဘက်ကီကရန်စတန်ပြီးတော်သည် နေမေကိုနေတို့အတင်းချောင်းအခုချက်ချင်းသွားပြောမပြောရင်အကတင်တဲ့ကကျောင်းသူတွေကိုငါစီယုံပြီးနေအမေတင်တဲ့ပြအောင်လုပ်မယ်ဒါမှမဟုတ်နေအတင်းကထွက်မထွက်ရင်နေအမေတမင်းအိုးငါခွဲမယ်နားလေလားပက်ကီပြောပုံကြောင့်တိုနီထိတ်လန့်ဖြစ်သွားသည်သူက ပြောဒီတိုင်းလုပ်မိပုံလုပ်လင်လဲသူပြောဒီတိုင်းဖြစ်မိမဟုတ်ချာသူတို့ဒီအတင်းကိုမဖွဲခင်ကပင်ကလေးချင်းချင်းတွင်ရောက်ကြားလေးဥကြီးကနေသည် မိကလေး၃ယောက်တွင်ယောက်ျားလေး၂ယောက်သာရှိခဲ့သည်မိမိတင်နှန်းကိုတော့ထိမခံနိုင်ဘက်ကီကသူမိဘအရှိန်အဝါနဲ့ပြောသူလုံးမြင့်မိကလေးတူနီဂျောင်ပိတ်မိခံနေရပြီအနေမြင့်မရှိသောတန်ဖြင့်အေးပါဟာတငယ်ချင်းတွေကတိုင်ပင်ပါဦးမြည်ဟုပြောလိုက်ရတော့သည်အသည်မှထွက်လိုက်ပြီးသည့်နောက်ပိုင်းတွင် ပေါင်းတင်နေသည့်တနေလာသည်ဆရာကြီးမက်ကလင်တစ်ကိုကိုစောစောကြီးပေါ်ရရင်စိတ်ထဲမှာအော်ပြောနေမိသည် တော်တော့ဗျာမမေကြောင်ထည့်ပြောမနေတော့ဘာစုဘာမှဆက်မပြောနဲ့တော်တော်ဇပွဲတစ်ဖက်မှာဆရာကြီးကလေးအင်းကလေးဖြင့်ဆက်ပြောသည်မင်းလုံးပုံဟာမင်းမရဲ့ဂုံသိက္ခာကိုပါထိခိုက်နေပြီတွန်းနီဆက်လက်နားထောင်နေစွမ်းမရှိတော့ပါတကလုံးတွန်းတွန်းရင်ဖြစ်လာသည်မျက်လုံးအင်းအောင်မှာပုံနေစွာတွန်းကန်လာသည်ဆရာကြီးဇပွဲရှိမှခေါလုံးတွင်ဝုန်းကနေဝတ်ထိုင်ပြီးအကတင်တဲ့သူပဲကြီးအကြောင်းတငယ်ချင်းများ၏အသင်းအကြောင်းနဲ့အပေါင်းအသင်းမရှိတော့သည့်မိမိအကြောင်းတွေ အကားစားတွေညံပြင်းနေပြီးဒဏ္ဍာလောင်းကဝိုင်းတရခံရသည့်အကြောင်းတွေကိုတွန်ချပြောပြလိုက်ခြင်းစပွဲတစ်ဖက်မှာဆရာကြီးကရုတ်ချီထပြီးပြင်ပေါက်တင်တွားရသည်ပြီးတော့ခက်လောလောမိလိုက်မင်းဘာလုပ်မယ်စိတ်ကူးလက်တွန်းနီးတပြင်းတစ်ချက်ချလိုက်ရင်တောင်းတောင်းမန်မန်ပြောလိုက်သည်ဒီနေရာဒီကျောင်းပြည့်မှာကျွန်တော်ထပ်ကြိုးစားပါမယ်ဆရာကြီးကျွန်တော်ကိုကျောင်းမဖွင့်ခင်စောင်းဝဲထပ်ပြေခွင့်ပေးပါခင်ဗျာတိုနီတန်ကပြောရင်လိုက်လိုက်လဲလဲဖြစ်လာသည် ကျွန်တော်အဖွားလဲဆရာမလုပ်ခဲ့ဘူးတော့အဖွားနဲ့အဖိုးစီမှာကျူရှင်ယူပြီးကျွန်တော်ထပ်ဖြေပြစေဆရာကြီး6ပါးသာလုံးဖြေရမှာနော်ဖြစ်နိုင်ပါမလားတွန်းနီဖြစ်ပါတယ်ဆရာကြီးကျွန်တော်ကိုကျွန်တော်သိပါတယ်ကျွန်တော်စူးစမ်းပါမယ်ဒေါက်တာမက်ကလင်တစ်ကခက်ဖြစ်ဖြစ်လှည့်ပြီးတွန်းနီကိုကြည့်သည်မင်းသက်တီကိုဆရာချီးကျူးပါတယ်မင်းကိုဆရာနောက်ဆုံးအနေနဲ့ခွင့်ရတစ်ခုပေးမယ်တခုတော့ရှိရတွန်းနီခုပြီးခဲ့တဲ့နှစ်မှာအเจ้าအနေနဲ့မင်းအတွက်အကုန်ကြရအများကြီးခံခဲ့ပြီးပြီ မင်းစီကတုတ်ပြံမှုကိုចောင်းကဘာမှမရခဲ့ဘူးဒီတော့နွေရာသီမှာမင်းចောင်းကိုလှုပ်အားပေးရမယ်ဘလုံးကင်းပက်ပက်လည်းမှာပြေးလန်းတွေဖောက်ဖို့ဒုစီစဉ်နေတယ်ပစ္စဘေးနီးယားဘလုံးသမားနှစ်ယောက်လည်းလာပြီးလှုပ်အားပေးလိမ့်မယ်ကန်ထရိုက်တာတယောက်နဲ့မင်းတို့တွဲလို့ရမယ်လက်တို့လက်တောင်းပေါ့ကွာအလို့ချိန်ကတော့မနေ့9နာရီကနေညနေ3နာရီခွဲထိပဲဒီတော့မင်းစာချက်ချိန်ကညနေပိုင်းကျန်မယ်ခီးစိတ်ပေးမယ်မနေ့စာကြည့်မယ်မင်းလက်ခံပါမလား လဲရလဲမီမဟုတ်တော်တော်ပြေးကျင်နေသည့်အပြေးသမားတယောက်၏ရှေ့တွင်လမ်းဖြောင်းကြီးတစ်ခုရှိနေသည်လားဖြစ်နေကျွန်တော်စူးစမ်းကြည့်ပြစေဆရာကြီးကောင်းပြီတွန်နီစူးစမ်းပါဆရာကြီးကပြောင်းလိုက်ပြီးအားပေးစကားဆက်ပြောသည်မင်းအောင်မြင်ပါပါကွာဟုတ်ကဲ့ပါခင်ဗျာခုကျွန်တော်ရွတ်ဖတ်ပေးခဲ့တာကတော့ဆရာတင်မောင်မြင့်ဘာသာပြန်ထားတယ်တမ်မင်းလေးပြဆိုတဲ့ဘာသာပြန်ဝတ္ထုရဲ့အပိုင်းလေးဖြစ်ပါတယ်ခင်ဗျာ နာနာမယ့်အပိုင်း၅ကိုဆက်လက်ဆောင်မြောနားဆင်ပေးကြပါအောင်ခင်ဗျာတို့ညာရဲ့ပြည်သူများအားလုံးပဲစိတ်ချမ်းသာကိုကြမ်းမှာရှိကြပါစေခင်ဗျာ